်ပတိုင်းဝေးများရှိနေပြီးတရားဟောရာတွင်ဖလန်တဲ့အင်ဂျီနှင့်တောင်တက်ဘုဖနက်ကိုစည်းကဟောလေးရှိသည်နဂတိုင်စည်းသည်ကိုတားမြစ်မထားတော်လဲစည်းလာပါကလူအများဤမျက်မှောင်ကြုံကြည့်ခြင်းခံရတတ်သည်ဖခင်เจ้าသည်အများပိုင်းနေရာဖြစ်ပြီးတနည်းငယ်တွင်နေမျိုးတွင်အဝိစားကောင်းများဝေးရမည်ဟုသောစိုးရင်ကြောင်းကြောင်းမှုမရှိဘဲငင်းချမ်းရည်နှင့်စိတ်ဖြည့်သိမ့်မှုရှာဖွေနိုင်သည့်နေရာဖြစ်ရမည်ဟု ူဆထားကြ၍ဖြစ်သည်။သင်္ဥဆရာအော့သည် King James ကျမ်းစာနှင့်ဓမ္မတချင်းစာအုပ်ဟောင်းတို့ကိုဖယ်ရှားပြစ်ခဲ့သည်။ရှေဟောင်းဖျားဘူးခရီးသွားများ၏ဝမ်းနေပက်လက် ရေးဖွဲ့ထားမှုများသည်၎င်းအဖို့အသုံးမတည့်တော့။ဝိပုရာတွင်လည်းကန့်သက်ချက်များလျှော့ပေါ်ပေးခဲ့ပြီးခင်းနှစ်အညီဖြစ်အောင်ဂီတာများ slide show များထည့်သွင်းလာခဲ့သည်။အော့သည်စီးရဲနွမ်းပါမှုနှင့် တရားမမျှတမှုများသည်ကိုဝင်ဖြတ်ချခြင်းလိမ့်စိတ်ကွဲပြားသူများ၏အခွင့်အရေးများထက်ပို၍အရေးကြီးသော လူမှုရေးပြဿနာများဟုယုံကြည်ထားသူဖြစ်သည် သူယုံကြည်သည့်အတိုင်းလဲသင်ကြားဟောပြောခဲ့သည်သို့သော နိုင်ငံရေးနှင့်ပတ်သက်လာရင်တော့သတိကြီးစွာထားသူဖြစ်သည်အော်သည်ငွေနှင့်ပတ်သက်၍ဂယုဆိုင်သူမဟုတ်တော့လဲဖျားเจ้าသည်ဖုန်မျိုးတိုးတက်လာခဲ့သည်ချီကာဂိုတွင် ရန်ဘာသာရေးကြောင်းဖွင့်ထားသောတငယ်ချင်းမှတဆင့်အလူခံထား၍သူဤဖျားเจ้าဤအဝိစာကန်းနဲ့တွင်တုံးပြီးသားဖြစ်တော်လဲကောင်းစွာဝိရွေရသေးသည့်အဝိအစာညောင်များစွာရှိနေသည်ထို့ပြင်ဟတ္တီဘန်းနှင့်ဂျက်ဆန်ရှိဘာသာရေးအဖွဲ့များကိုလည်းမရမကကြီးကြပြီးအလူငွေထက်ဝင်ခိုင်းပြီးရာသီငွေဖြင့်အစာအသောက်များကို ခမ်းမအနောက်ဖက်တွင် အကြအနာတူလောင်ထားနိုင်ခဲ့သည် ဆေးကုမ္ပဏီများလည်းအပူကပ်ပြီး၎င်းတို့၏လက်ကျန်ဆေးဝါးများဖြင့်ဖျားချောင်းဆေးဆိုင်သဘောမျိုးဖြင့်အလွတ်ဝယ်၍ရသောဆေးများဖြင့်ကဖွင့်ပေးထားပြန်သည်ဒင်နီအော့သည်ဘိုးမိုးတွင်ဖြစ်ပျက်သည့်အားလုံးကို သူတာဝန်ဟုမှတ်ယူထားသူဖြစ်သည်သူရှိနေသည့်မိသူများမငက်စေရအင်ဂျီယာချင်းမရှိဖျားနာ၍ဆေးမကုနိုင်မဖြစ်စေရအောင်တက်နိုင်သည့်ကာကွယ်သွားမည်ဟုစိတ်ပိုင်းဖြတ်ထားပြီးလည်းဖြစ်သည် ကရင်ဓာတ်တူကြောင့်တည်ဆုံးသွားခဲ့ရသူ16ဦး၏ဇာပနာကို ကိုတိုင်ကိုကြဥဆောင်ကြိုးပေးခဲ့ပြီးဖြစ်သည်ဒုကုမ္ပဏီအားလည်းခခတိတိနာကြီးနေပြီးခွင့်နှုတ်စိတ်ထားနိုင်ဖို့အမြဲလိုဆူတောင်းနေရသည်သူလည်းမမြင်ဘူးဘသူဘဝမှမသိသောကရင်ဓာတ်တူအားပိုင်ဆိုင်ထားသူများကို မုံတိနေခြင်းမျိုးတော့မရှိ ထို့သောမုံတိမီဆိုက သူ၏ယုံကြည်မှုကိုဖောက်ချက်ရလဲကြပြီမိ သူတေချာပေါ့စိတ်ထဲမုန်းတိနေသည်ကကုမ္ပဏီကိုသာဖြစ်သည်ထိုစိတ်နှစ်ခွလွန်ဆွဲနေသည်ဖြစ်သည် သူ၏အတ္တိတရားကိုနေ့စဉ်လိုနှောက်ယှက်ချင်းခံနေရသည်သူဘက်မှအလွန်ကြုံဖြစ်အောင်ဖြစ်ပြီးဆူတောင်းနေရသည်တေဆုံးသွားသူ၁၆ဦးစလုံးကိုဖျားเจ้าနောက်ဖက်ရှိတင်းเจ้าမြေတွင်မြုပ်နှံခဲ့သည်ယာတိဥရုတာယာတိနေမျိုးတွင် မြေပုံကြောက်ပြားများတဝိုက်မျက်ထွက်ရည်သည်အေးသည့်အချိန်များတွင် တင်းဆိုင်တဝိုင်တမင်များဝင်မလာနိုင်အောင်ကာယံထားသည့်ခြံစည်းရိုးကိုဆေးတုပ်သည်သူဤဖျားเจ้าသည်လည်းမရည်ရွယ်ပဲနှင့်ကာရီစီရင်စုရှိကရင်းစန့်ကျင်ရေးလှူရှားမှုဤစုဝေးရာရက်ဖြစ်လာသည် အသိဝင် အားလုံးဤပါသည်ကုမ္ပဏီเจ้าတည်ဆုံးသွားသူ နာမကျန်းဖြစ်နေသူများเจ้าစိတ်ထိခိုက်နေကြသူများဖြစ်သည်သူဤဇနီးဖြစ်သူဤအမအကြီးဆုံးသည် မေရီဂရိတ်ရှယ်ဘီနှင့်ဘိုးမိုးအထက်တန်းเจ้าတွင် အတူတက်ခဲ့မှုသူဖြစ်သည်တင်အောင်ဆရာအော့နှင့်ပေတန်တို့သည်လွန်စွာရင်းနှီးကြသူများဖြစ်သည် မကြာခဏဆိုသလိုလဲအော့ဤစာကြည့်ကန်းထဲတွင်တကားပိတ်ပြီးဥပဒေနှင့်ပတ်သက်သည့်များဆွေးနွေးတိုင်ပင်လေးရှိသည်ဖုံးနှင့်လည်းပြောဆိုပြကြသည်ထွက်ဆိုချက်များစွာကိုလည်းအသင်းသားများနှင့်တွေ့ဆုံရာ ခမ်းမထဲတွင်မြို့ကြီးများမှ ရောက်လာကြသည့်ရှင်းနေများရှေးမောက်တွင်ရယူခဲ့ကြသည် အော်ဒီကုမ္ပဏီကိုမုန်းနေတယ်လို့၎င်းတို့လွှတ်လိုက်သည့်ရှင်းနေများကိုလည်းစိတ်ထဲကမနှိမ့်မြုပ်ဖြစ်နေသည်မေရီဂရိတ်သည် အမှုဆိုင်နေရသည့်ကာလများအတွင်းတင်းအောင်ဆရာအော့ထန်မကြာခဏဖုံးဆက်ပြီးတိတ်ပြီးအမျော်လင့်ခြင်းမျော်လင့်မထားဖို့တတိပေးလေးရှိသည်သူကလည်းတေချာပေါ့တစုံတရာကိုမျော်လင့်နေသူမဟုတ်ပြီးခဲ့သည့်နှစ်နာရီလောက်ကအလွန်တရာမှအံ့အားသင့်ဝင်ကောင်းလာသည့်တဲ့င်းကို ဖုံးဆက်ပြောလာသည်ကို ကြားလိုက်ရပြီးနောက်အော့သည်ဇနီးဖြစ်သူကိုစွဲကင်လှုပ်ရမ်းပြီး အော်ဟိရေမောကခမ်းမာတဲ့နှဲ့ကကနေတော်သည်သူစိတ်ထဲတွင်ခရင်ဤလုံရံများ ဖော်ထုတ်ပြီးဥကျိုးအောင်စော်ထက်နိုင်လိုက်ပြီးဓမ္မဘက်ကအောင်ပွဲခံနိုင်ခဲ့ပြီးဟု တွေးနေမိ၍ဖြစ်သည်သူသည်ဖျားချောင်းသို့ရောက်လာသူများကို စီးကျုံနှုတ်ဆက်နေစဉ်တွင်ဂျင်းနဲ့နှင့်သူမဤညီမဘတ်တီ ူတို့နဲ့အဖော်လိုက်လာသူများကိုလမ်းတွေးလိုက်သည်။သူမကိုချစ်ကြသူများပျော်ရွှင်မှုကို အတူဝေငှလိုသူများကချက်ချင်းလိုအနာဝိုင်းအောင်ကုန်ကြတော့သည်။သူမအားလဲခမ်းမ၏နောက်ဖက်စနေရအနည်းတွင်ထိုင်ခိုင်းခဲ့သည်။ထို့နောက်တွင်ချက်ချင်းလို သူမအားနှုတ်ဆက်ရန်လူဒန်းကြီးထွက်ပေါ်လာသည်။သူမသည်တဦးချင်းကိုပြုံးပြပြီးကျေးဇူးတင်ကြောင်းအကျိန်အနည်းငယ်လောက်သာလုံနိုင်ခဲ့သည်။ သူ့ကိုကြည့်ရသည်မှာအာနေပြီးချိနဲ့နေပုံရသည်ခမ်းမကြည့်တဲ့လူများပြေးချန်လာချိန်တွင်စားတော့ဖွယ်များပင်တဖြည်းဖြည်းအေးလာနေပြီဖြစ်သည်တင်းအောင်ဆရာသည်အခန်းထဲရှိ လူများအားသူ့ကိုအာရုံစိုက်လာအောင်လှုပ်လိုက်ပြီးကျေးဇူးတော်ကို အောက်မေ့သည့်စူတောင်းပါကိုရှေလျားစွာပြောလိုက်သည်ပြီးနောက်သူစကားကိုဟန်ပါပါနှင့်အဆုံးသက်ပြီးစားချတော့ကြရအောင်မှာဟုပြောလိုက်သည် ထုံးစံအတိုင်းအသက်အရွယ်ကြီးရင်သူများနှင့်ကလေးများကညစာအတွက်ပြင်ဆင်ထားသည့်နေရာတွင်တန်းစီလိုက်ကြသည်။အော့သည် နောက်ဖက်သို့လျှောက်သွားပြီးဂျင်းနဲ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ယခုအခါလူများသည်အစာအသောက်အပေါ်အာရုံရောက်နေခြင်းဖြစ်၍သူမဘေးတွင် လူရှဲသွားသည်ဖြင့်ဂျင်းနဲ့ကလေတံတိုးတိုးဖြင့်ကျမတင်းကြမ်းကြီးကိုသွားခြင်းနှင့်ဟုပြောလိုက်သည်။အော့လေသူမအား ခမ်းမပေးရှိတကားမှအပြင်သို့ခေါ်ထုတ်ခဲ့သည်ဖះချောင်းနောက်ဖက်ရှိကြောက်စစ်ခင်းထားသောလမ်းကျဉ်လေးမှတဆင့်ခိုင်90ခန့်အကွာရှိတင်းကျိုင်းကြီးသို့တိတ်ဆိတ်စွာဖြည်းဖြည်းလျှောက်လာခဲ့ကြသည်အော်ဒီအမောင်ထဲတွင်ဒေတကားကိုတွန်းဖွင့်လိုက်ပြီးတင်းကျိုင်းထဲသို့ဝင်လာသည်တင်းကျိုင်းကြီးသည်ဂယုတဆိုင်မုံမှန်ထင်းထင်းထား၍တက်တက်ရက်ရက်ဖြစ်နေသည် တည်ဆုံးသွားသူများသည်တာမဲမျှသာရသောလောအားကားနှင့်လောက်ကန်စားတောက်နေကြရသူများဖြစ်၍လေကပီးကြောက်ကြများကခက်သေးသေးပင်ဖြစ်သည်ကြီးကျယ်ခမ်းနားစွာဒစာစင်ထားသည့်အထိတ်အမှတ်များကုသင်ချမ်းမျိုးမရှိညာဘက်လေးတန်းမြောက်ရှိ ကပီးကြောက်ပြားနှစ်ခုကြားတွင်ဂျင်းနဲ့သည်ဒူးထောက်ခံချလိုက်သည်တစ်ခုကသားဖြစ်သူချက်ဖြစ်သည်အကျိကြောင့်အစာမစားနိုင်အောင်တစ်ဆုမလာမီ ၆နှစ်လောက်အသက်ရှင်ခွင့်ရခဲ့သည့်ကလေးဖြစ်သည်။တစ်ဖက်တွင်တော့သူမနှင့်၈နှစ်ကြာပေါင်းသင်းသွားခဲ့သည့်ခင်မုန်းဖြစ်သူ PE ရုပ်ကြွေးမြုံနယ်ထားရာနေရာဖြစ်သည်။အဖေနှင့်သားထာဝရဒွန်တွဲနေသွားကြပြီတော်မူ။သူမသည်အ ਨੇ ဆုံးတစ်ပတ်တစ်ခါတော့မပြတ်မကွက်အရောက်လာလေးရှိသည်။အမဲလိုလိုလဲသူတို့နှစ်ယောက်နောက်လိုက်လို့ဒီဆန္ဒကပျောက်ပြတ်သွားသည်ဟု၍မရှိပေ။ ကြောက်ပြားနှစ်ချက်စလုံးကိုသူမလက်နှစ်ဖက်နဲ့တပြိုင်တည်းလိုလိုပုတ်တက်လိုက်ရင်းကဟေးဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာမင်းတို့သိရင်ယုံမာတော့မဟုတ်ဘူးဟုတ်ခတ်တိုးတိုးပြောလိုက်သည်